မင်္ဂလာပါမြရှင်နာသတင်းချန်နယ်အပတ်စဉ် TV အစီအစဉ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ဒီအစီအစဉ်မှာကချင်ပြည်နယ်အတွင်းကသတင်းနဲ့သတင်းဆောင်ပါတွေအပြင်ဒိုင်းနာလူမျိုးစုတွေရဲ့အတန်းတွေကိုစူးစစ်တင်ဆက်ပေးမှာဖြစ်ပါတယ်ဂျိန်သိမ့်ပိုက်ထားတဲ့ချီဝေနဲ့ပေါဝါဒေတာကိုပြန်လည်ရရှိရေးဘူတာဘူဟာမှုနဲ့ဒူတိုင်းမှုကိုယ်တိုင်စစ်စင်ရေးလုပ်နေကြောင်းကြားသိရတယ်လို့ဂျိန် OKA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူးကပြောပါတယ်ဖကန်ဒေတာမှာရှိတဲ့စစ်ကော်မရှင်ပူပေါင်းတပ်သားတွေက ကချင်လွတ်လိုက်တက်မလို့ PNC တလောက်ဆယ်ဦးလောက်အလင်းဝင်နေတယ်လို့ PNA နဲ့နှိဆက်သူတွေကပြောပါတယ်။အာဏာသိမ်းစစ်ကော်မရှင်ကရွေးကောက်ပွဲချက်တက်မှတ်လိုက်ပြီးနောက်ပိုင်းစီရေရှုပ်ထွေးလာတဲ့ဖက်ကန်ကြောက်စင်းတွင်းဒေရရဲ့အခြေအနေကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ကြေးသိမ်းပိုက်ထားတဲ့ချီပွေနဲ့ပအောင်ဒေရကိုပြန်လဲရရှိရေးဘူတာဝပြူဟာမှုနဲ့ ူတိုင်မှုကိုယ်တိုင်စစ်စင်လုံနေကြောင်းကြားသိရတယ်လို့ကျန်ုံကျန်သတင်းနဲ့ပြန်ကြိုက်တောင်းဝင်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်စစ်ကော်မရှင်တပ်ဦးစခုံတင်ရင်ဦးဆောင်တဲ့ကချင်ဒီမိုကရေစီတစ်တတ်မတော်နဲ့ဦးတန်ကူတန်ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ KIA တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ဂျပွေပန်ဝါဒီရာကိုပြန်လည်ရရှိနိုင်ရေးနေ့တိုင်းထိုးစစ်စင်တိုက်ခိုက်နေပြီးပူတောင်ဘူဟာမူနဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကဒူတိုင်မှုတို့ကိုတိုင်စစ်ရေးလှုပ်ရှားနေတယ်လို့ပြောပါတယ် 这讲你个怎样？我阿可能啊，啊，我不到表下母呢，俺们是那个那都带母呢，都卡干呐，带的现在几十年呢，个来啊，一在那个那老了。 ဝူတန်ကူတန်ပြည်သူ့စစ်အဖွဲ့နဲ့အတူစစ်ကော်မရှင်ပူးပေါင်းတပ်တွေဟာခေါလံဖူးဘက်ကနေလန်ဆဲအထက်ဘက်ကိုထိုးစစ်ဆင်လာတာကြောင့် KA ဘက်ကခုခံတိုက်ခိုက်နေရလို့လည်းပြောပါရယ်ထိုးစစ်ဆင်တိုက်ခိုက်မှုမှာ drone တွေလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေရှိပြီး KA တိုက်ခိုက်သိမ်းပိုက်စိုးမိုးထားတဲ့နေမြေတွေကိုစစ်ကော်မရှင်နဲ့ပြည်သူ့စစ်တပ်ဖွဲ့တွေကပြန်လည်သိမ်းပိုက်နိုင်တာမရှိသေးဘူးလို့လည်းပြောပါရယ်စစ်ကော်မရှင်ပူးပေါင်းတပ်တွေဟာပြီးခဲ့တဲ့စက်တင်ဘာလတတိယပတ်လောက်ကအဲ့ဒီနယ်မြေတွေကိုပြန်လည်ရရှိရေးမြေပြင်နဲ့ဝေဟင်ထိုးစစ်ဆင်တိုက်ခိုက်နေရဖြစ်ပါတယ် ဒါပြင်ဝိုင်းမော်မြို့လမြောင်ကျေးဝဘက်မှာလည်းလက်နက်ကြီးတွေနဲ့နေတိုင်းပစ်ခတ်မှုတွေရှိနေပြီးဗမော်နဲ့ဖက်ကတ်မြို့နယ်ဘက်မှာလည်းနေတိုင်းတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။စစ်ကော်မရှင်ဟာလာမယ့်ဒီဇင်ဘာလနဲ့ဇန်နဝါရီလမှာပြုလုပ်မယ့်ရွေးကောက်ပွဲမှာနေမြေစိုးမိုးရရှိနိုင်ဖို့အတွက်နေတိုင်းဒီပါထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်နေရဖြစ်ပါတယ်။ စစ်ကော်မရှင်လက်အောက်ခံဦးစခုံတင်ရင်ဦးဆောင်တဲ့နေကြားဆောင်တဲ့ကချင်အထူးဒေတာတရက်ပေါင်ဝါကမ်ပိုက်တီနဲ့ဖီမော်ဒေတာတွေအပါချစ်ဖွေခရိုင်တစ်ခုလုံးကို KIA ကတင်မနစ်ကအော်တိုဘာလာနဲ့နိုဘာလာအတွင်းမှာတိုက်ခိုက်သိမ်းပိုက်ထားတာပါကချင်အထူးဒေတာတစ်ဟာမြေရှားတပ်တုလုံငန်းတွေကိုအဓိကလောက်ကင်တဲ့ဒေတာဖြစ်တယ်လို့လောင်ဆယ်ဒေတာဟာလည်းရွှေတူဖော်တဲ့ဒေတာဖြစ်ပါတယ်။ဖကန်ဒေတာမှာရှိတဲ့စစ်ကော်မရှင်ပူပေါင်းတပ်သားတွေက ကချင်လွတ်လိုက်တမတော် KNEC တလောက်10ဦးလောက်အလင်းဝင်နေတယ်လို့ KNE နဲ့နှိဆက်သူတွေကပြောပါတယ်2025ခုနှစ်နှစ်စပိုင်းကလေးကတလောက်ကို10ဦးလောက်ဝင်ရောက်နေတာဖြစ်ပြီးအလင်းဝင်လာသူ အများစုဟာစစ်သားလုပ်ဖို့ဖမ်းဆီးခေါ်ဆောင်ခံရတဲ့သူတွေများတယ်လို့ KNE နဲ့နှိဆက်တဲ့အမျိုးသားတအူးကမြစ်ချနာတဲ့တင်ကြတယ်ကိုပြောပါတယ် ဆောင်တော့ငါမအများပိုင်းပေါ်တဲ့စတားလို့နတ်ပြုလာတယ်နော်စကရမ်ကြီးဒီကုန်းကလူကြီးကြီးကတော့ချက်ဒီခုံးလို့ပဲအင်ထောင်ရှိရဲ့စစ်ကော်မရှင်တတားတချို့ကတော့တတ်သွင်းမိသားစုတွေရှိရာကြောင်းအလင်းဝင်ဖို့အခက်အခဲရှိနေကြတာကိုကြားသိရတယ်လို့လည်းဆိုပါတယ်ဖက်ကနေဒါဆိုင်တောင်မလန်းမြောက်ကုန်းစမ်းကြွယ်နဲ့ကန်စီစားတဲ့နေရာတွေကစစ်ကော်မရှင်တတားနဲ့ပြည်သူစစ်တွေ KIA ဘက်အလင်းဝင်လာကြတဲ့သူတွေများတယ်လို့လည်းဆိုပါတယ် ပြီးခဲ့တဲ့နှစ်တွေထက်2025ခုနှစ်မှာစစ်ကော်မရှင်တပ်ဘက်ကတတရဲနဲ့ပြည်သူစစ်တွေ KIA ဘက်အလင်းဝင်လာတဲ့သူတွေပုံများလာတယ်လို့ဆိုပါတယ်စစ်ကော်မရှင်တပ်ကလည်း KIA ဘက်လက်နက်နဲ့အတူအလင်းဝင်လာတဲ့သူတွေကိုလက်နက်အမျိုးအစားပေါ်ကြည့်ပြီးစုချင်းငွေချင်းမြင့်ပေးရလို့လည်းသိရပါတယ်နိုမာလာဆန်နေကဖက်ကနေရမှာရှိတဲ့စစ်ကော်မရှင်တရင်ခမရ3ရှင်ကပြည်သူစစ်2ဦးလက်နက်နဲ့အတူ KIA ဘက်ကိုအလင်းဝင်လာတဲ့အတွက် KIA ဘက်ကသူ့ကိုစုချင်းငွေ30စီနဲ့အတူကြိုးဆုပ်ခဲ့တာဖြစ်ပါတယ် တဖက်မှာလည်းစစ်ကော်မရှင်ဘက်ကို KA တပ်သားတွေအလင်းဝင်လာတယ်လို့မြမအလင်းသတင်းစာတွေမှာဖော်ပြထားပြီးတဟာလုတ်ကြံဖန်တီးမှုတာဖြစ်တယ်လို့ KO KA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောဆိုထားပါတယ်ကမမရဲ့စီအခြေအနေတွေကြောင့်လဝါကြီးွာဒီရက်ခံပြည်သူတွေဟာခုနှစ်လကျော်ကြာတဲ့အချိန်ထိနေရပြောင်းနိုင်ခြင်းမရှိသေးဘူးလို့သိရပါဗျ။ ဖက်ကမြုတ်နယ်လဝချေရွာအုပ်စုအတွင်းစစ်ကော်မရှင်တပ်သားတွေကနေဂိမ်းတစ်ခုပြုလုပ်ထားပြီးလမ်းတော်လမ်းလာပြည်သူတွေကိုစစ်ဆေးရေးတင်းကျပ်နေတဲ့အပြင်ဒေသခံပြည်သူတွေရဲ့နေအိမ်တချို့နဲ့ဆူတောင်းတောင်းကြောင်းဆေးရုံစားတဲ့နေရာတွေမှာစစ်ကော်မရှင်တပ်သားတွေဝင်ရောက်နေထိုင်နေရလို့ဆိုပါတယ်။ခမန်းချက်အရလဝချေရွာအတွင်းစစ်ကော်မရှင်တပ်သားအင်အားတရာကျော်လောက်ရှိနေတယ်လို့ဒေသခံတွေကပြောပြချက်အရသိရပါတယ်။ရွာအတွင်းအခြေအနေနဲ့ပတ်သက်ပြီးလက်တလုံးနှစ်ဖက်တက်ကနေစစ်ကြောင်းထိုးတာမျိုးမရှိပေမဲ့ စေအခြေအနေနဲ့ပတ်သက်ပြီးခမှန်ပြောဆိုဖို့ခက်ခဲတယ်လို့လီဒိုလန်းနေဒေတာခံပြည်သူတို့ကမြစ်ချနာတရင်ချန်နယ်ကိုပြောပါတယ်။ရွာတဲ့အကုန်လုံးဝင်ရောက်နေထိုင်တာတော့မရှိသေးဘူး။အခြေအနေနဲ့ငြိမ်နေတော့ကိုယ့်ရဲ့ခြံကိုသွားကြည့်တာတွေတော့ရှိတယ်။လိမ္မော်တီးရာတီဆိုတော့အတီးသွားခုရောက်တာတွေတော့ရှိတာပေါ့။ ဥကောက်နေတလီတို့လန်တလျှောက်စစ်ကော်မရှင်ပူးပေါင်းတပ်တွေဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလပိုင်းလောက်ကနေစီရေလှုပ်ရှားမှုခက်ဆက်ဆက်ရှိလာပြီးနောက်မတ်လ22ရက်နေ့မှာတော့စစ်ကော်မရှင်ပူးပေါင်းတပ်တွေလဝချေးဝါစာတင်ကြောင်းမှာဝင်ရောက်တပ်ဆွဲနေထိုင်ပြီး KIA PDF ပူးပေါင်းတပ်တို့နဲ့ မတ်လ31ရက်နေ့မှာတိုက်ပွဲဖြစ်ပွားခဲ့တာပါအဲ့ဒီနောက်ပိုင်းစစ်ကော်မရှင်ပူးပေါင်းတပ်တွေရွာသွင်းကနေပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်စစ်ကော်မရှင်ပူးပေါင်းတပ်တွေဟာလဝချေးရွာကနေထွက်ခွာသွားပြီးနောက်ပိုင်းအပယ်လာခုနှစ်ရက်နေ့ညနေပိုင်းမှာလဝခုံဆိုင်ရန်တဲ့ရှောက်တပံပြန်လည်သွားလာလှုပ်ရှားမှုပြုလုပ်လာကြပါတယ် အဲ့ဒီနောက်အပရလ15ရက်နေ့မှာတော့လဝချေးဝအတွင်းစစ်ကော်မရှင်ပူးပေါင်းတပ်သားတွေစစ်ကြောင်းထပ်မံထိုးလာတဲ့အတွက် KIA ကနေခုခံရင်းတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်စစ်ကော်မရှင်ဘက်ကလေကြောင်းပစ်ကူတာမျိုးတွေရှိခဲ့ပြီးနောက်လဝချေးဝအတွင်းစစ်ကော်မရှင်ပူးပေါင်းတပ်တွေပြန်လည်တပ်ဆွဲနေထိုင်နေတဲ့အခြေအနေပါလီဒိုလာနေဒေတာခံပြည်သူတချို့ရဲ့ပြောပြချက်အရစစ်ကော်မရှင်ပူးပေါင်းတပ်တွေလဝချေးဝအတွင်းပြန်လည်ဝင်ရောက်လာပြီးနောက်ရွာအတွင်းကလူနေအိမ်နဲ့ဈေးကိုမိရှုပ်ဖျက်ဆီးတာတွေပြုလုပ်ခဲ့ကြရလို့သိရပါတယ် လောဒေတာခံပြည်သူတွေဟာနှမတိမျိုးအတွင်းကသက်ဆိုင်ရာနေရာအတိအထိမှာတိမ်းရှောင်နေကြပါတယ်။မြန်မာတနိုင်ငံလုံးမှာအော်တိုမားလာအတွင်းစစ်ကော်မရှင်ကလူအခွင့်အရေးချူဖောက်ကျူးလွန်မှုစုစုပေါင်း959မှုကိုကျူးလွန်ခဲ့တယ်လို့ NUG ကပြောပါတယ်။ စစ်ကော်မရှင်ဟာတရားမဝင်ရွေးကောက်ပွဲကိုအသက်သွင်းဖို့ကြိုးပမ်းပြီးလူထုကိုဖမ်းဆီးထောင်ချတာတွေဆက်တိုက်လှုပ်ဆောင်နေတယ်လို့အကြောက်တရားရိုက်သွင်းပြီးအတုအယောင်ရွေးကောက်ပွဲကိုပုံဖော်နေရလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကနိုဝင်ဘာလ23ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာအတွင်းစစ်ကော်မရှင်ဟာလေကြောင်းတိုက်ခိုက်မှု150အကြိမ်အထိပြုလုပ်ခဲ့ပြီးအသက်16နှစ်အောက်ကလေးငယ်38ဦးအပါအပြစ်မဲ့ပြည်သူပေါင်း185ဦးတေဆုံးခဲ့ရပြီး 922ဦးထိခိုက်ဒဏ်ရာရရှိခဲ့လို့ဆိုပါတယ်စကောမရှင်ဟာအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုပေါင်း၁၇ကြိမ်ကျူးလွန်ခဲ့ရာအသက်၁၈နှစ်အောက်ကလေးငယ်၁၆ဦးအပါလူပေါင်း၁၁၆ဦးတေဆုံးခဲ့ရပြီးအဲ့ဒီထက်မှအမျိုးသား၈၈ဦးနဲ့အမျိုးသမီး32ဦးပါဝင်ပြီးခွဲခြားမရသေးသူ9ဦးရှိရလို့လည်းဖော်ပြထားပါတယ်။လူခွင့်ရေးချိုးဖောက်ခံရမှုအများဆုံးက၁၂၂ကြိမ်နဲ့စကိုင်းတိုင်းဖြစ်ပြီးမန္တလေးတိုင်း၁၆ကြိမ်၊မကွေ၉၁ကြိမ်၊ပဲခူး၄၈ကြိမ်၊ရှမ်း၄၅ကြိမ် ်ရခိုင်35ကျိန်းတနင်္သာရီ26ကျိန်းကချင်25ကျိန်းကရင်19ကျိန်းချင်း24ကျိန်းမွန်22ကျိန်းအေယဝတီနဲ့ရန်ကုန်က6ကျိန်းစီနဲ့ကရီနီက4ကျိန်းဖြစ်တယ်လို့သိရပါဗျ။ဒေချောင်းတိုက်ခတ်ခံရတဲ့ဒေတာနဲ့အချင်းကြီးအတွက်ကမန္တလေးတိုင်းကအချင်း90နဲ့အများဆုံးဖြစ်ပြီးစကိုင်းက46ကျိန်းမကွေးက42ကျိန်းရှမ်း38ကျင်းပဲခူး18ကျင်းကချင်း16ကျင်းချင်း12ကျင်း ရခိုင်၁၇ကျင်းတနင်္သာရီက၈ကျင်းကရင်၇ကျင်းမွန်၂ကျင်းနဲ့ရဝတီနဲ့ကရင်တွေက၃ကျင်းစီဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်ပြီးခဲ့တဲ့စက်တင်ဘာလမှာစစ်ကော်မရှင်ကကျူးလွန်ခဲ့တဲ့အမှုပေါင်း943မှုရှိခဲ့ပြီးတပ်ဖြတ်မှုဖြစ်စဉ်၁၂၀ကျူးလွန်ခဲ့လို့ဆိုပါတယ်။အနာသိစစ်ကော်မရှင်ကရွေးကောက်ပွဲရဲ့တက်မှတ်လိုက်ပြီးနောက်ပိုင်း စီရှုပ်ထွေးလာတဲ့ဖက်ကန်ကြောက်စိမ့်တွင်းဒေသရဲ့အခြေအနေကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ဖက်ကန်ဒေသမှာရွေးကောက်ပွဲပြုလုပ်နိုင်ဖို့အတွက်နေမြေစုံမမှုရအောင်စစ်ကော်မရှင်တပ်ကစစ်ကြောင်းတွေထိုးနေပြီးကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရဲ့ထိန်းချုပ်နေမြေတွေကိုပါထိုးစစ်ဆင်တိုက်ခိုက်တာတွေပြုလုပ်နေတာဖြစ်ပါတယ်။နေမြေစုံမမှုရအောင်ဖက်ကန်ဒေသမှာစစ်ကြောင်းထိုးလှုပ်ရှားမှုတွေတပ်အင်အားဖြည့်တာတွေလုပ်နေတဲ့စစ်ကော်မရှင်တပ်ကို KIA KPDF ပူးပေါင်းတပ်ကတိုက်ခိုက်နေရကြောင်း စေပြင်းထန်နေတာလို့ဖကန်ဒေတာခန့်အမျိုးသားတူကမြင့်ချနာတဲ့တဲ့ channel ကိုပြောပါတယ် ပထမပတ်လောက်ကဖကန်ဒေတာကိုစစ်ကွန်မရှင်တပ်ကတတိယအကြိမ်စစ်ကြောင်းထိုးဝင်ရောက်လာပြီးရွေးကောက်ပွဲအတွက်စစ်အင်အားထပ်ဖြည့်တာတွေပြုလုပ်နေရဖြစ်တယ်လို့လည်းဆိုပါတယ်။ရွေးကောက်ပွဲရက်တွေကြီးညာပြီးတဲ့နောက်မှာတော့ပါတီတွေကဘာသာမှကိုမကြဘူးနော်ဖကန်မှာတော့ဟိုဆိုင်းပုတ်ထောင်တာတို့လိုက်လံစီးဦးနာတို့လည်းမတွေ့မိပါဘူး။ချင်းနေတဲ့စီးရတဲ့တင်းမာနေတာကိုအရင်ကတည်းကပူဆုပ်ထွေးသလားဆိုရအရင်ကလိုပါပဲ။အရင်ကလည်းအဲ့လိုပါပဲခတ်တန်တန်ဖြစ်နေကြတာပေါ့။ KIA တင်ပိုက်ထိန်ချုပ်ထားတဲ့နယ်မြေဖြစ်တဲ့ဆိုင်းတောင်ကျေးရွာကိုလည်းစစ်ကော်မရှင်တပ်ကတပံထိုးစစ်ဆင်တိုက်ခိုက်မယ်လို့သိရကြောင်း KIA နဲ့နေဆက်သူအမျိုးသားတဦးရဲ့ပြောပြချက်အရသိရပါတယ်။ပြီးခဲ့တဲ့အပတ်ကတည်းကလုံခင်းကျေးရွာဘက်စစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကော်မရှင်တပ်နဲ့ KIA KPD ပူးပေါင်းတပ်ဖွဲ့တွေကြားလက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မှုတွေရှိခဲ့ပြီးတိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။စစ်ကော်မရှင်တပ်ကစစ်ကြောင်းထိုးနေရာယူတပ်ဆွဲထားတဲ့လုံခင်းကျေးရွာအုပ်စုထက်မော်စီစာကျေးရွာတောင်ပေါ်ဘုံကြီးတောင် နမဖြစ်ကြေးရွာနဲ့ထွေဆန်ကြေးရွာတွေမှာရှိတဲ့စစ်ကော်မရှင်တပ်တွေကို KIA KB တဲ့ပူပေါင်းတပ်တွေကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တာတွေလည်းရှိနေပါတယ်။နှစ်ဖက်လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်လုံခင်းကြေးရွာအုပ်စုမော်စီစာကြေးရွာကထမော်ကွတ်တစ်ကြေးရွာနဲ့မားစာကြေးရွာတွေရဒေတာခံတွေထိခိုက်တံရရရှိခဲ့ကြပြီးတိုက်ဆုံတဲ့ဒေတာခံတွေလည်းရှိနေတာဖြစ်ပါတယ်။လက်တလောမော်စီစာကြေးရွာကနှစ်ဖက်တိုက်ပွဲမှာလက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မှုတွေကြား စစ်ကော်မရှင်တပ်ဘက်ကဗိုလ်မှူးကြီးတဦးတိတ်ဆုံးပြီးစစ်သား၁၀ဦးလောက်တိတ်ဆုံးတယ်လို့သိရပေမဲ့မြစ်ချနာတရင်ချာနယ်အနေနဲ့အတည်ပြုနိုင်တာတော့မရှိသေးပါဘူး။အော်တိုဘာလာဆပီစစ်ကော်မရှင်တပ်ကဖက်ကန့်ဘက်ကိုလေကြောင်းတိုက်ခိုက်တာတွေလက်နက်ကြီးပစ်ခတ်တာတွေအဆက်မပြတ်လှုပ်ဆောင်နေပြီးဒေသခံတချို့ကိုဘေးကင်းရာစီပြောင်းရွှေ့နေထိုင်ခိုင်းတာတွေလှုပ်ဆောင်နေရလို့ KIO တရင်ဌာနမှဖော်ပြထားပါတယ်။စစ်ကော်မရှင်တပ်ဟာပြီးခဲ့တဲ့မေလကုန်ပိုင်းကလေးကဖက်ကနေတာကိုစစ်ကြောင်းထိုးလာတာဖြစ်ပြီးအဲ့ဒီကလေးကတိုက်ပွဲတွေဖြစ်ပွားနေတာပါ ဲ့ဒီနောက်အောက်ဂုလ20ရက်နေ့ကစစ်ကောင်စီကရွေးကောက်ပွဲပြုလုပ်မဲ့ရက်ထုတ်ပြန်ကြေညာပြီးနောက်တည့်ရက်အောက်ဂုလ23ရက်နေ့မှာဒုတိယအကြိမ်မင်းချနာဖက်ကန်လမ်းပေါ်မှာရှိတဲ့နမ်ယာချေးရွာကနေစစ်ကောင်စီအင်အားတရာလောက်ပါတဲ့စစ်ကြောင်းဟာဖက်ကန်ဒေတာကိုထပ်မံဝင်ရောက်လာခဲ့ရလဲဖြစ်ပါတယ်အဲ့ဒီတော့ပိုင်းကစပြီးတော်လိုင်းရင်နယ်မြေတွေဒါမှမဟုတ်ဒေတာခံတွေနေထိုင်တဲ့နေရာတွေကိုပါစစ်ကောင်စီတပ်ဘက်ကနေလက်နက်ကြီး drone နဲ့ဘုံကျဲတိုက်ခတ်တာတွေခက်စိတ်စိတ်ပြုလုပ်လာတာဖြစ်ပါတယ် မြန်မာနိုင်ငံတရင်းချာနဲ့ TV အစီအစဉ်ကိုအပတ်စဉ်ကြာတာပတိနေ့မနေ့၈ရက်တိုင်းမှာတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်မြန်မာနိုင်ငံတရင်းချာနဲ့ Facebook, YouTube, Telegram, Instagram စတဲ့ online channel တွေမှာလာရောက်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်အားလုံးကိုယ်စိတ်နှလုံးသုံးပါကျန်းမာချမ်းသာကြပါစေ။